တတိတိချင်းမိတ်ဆွေများအလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်မနေ့ကဒီ2025ဆယ်ကျင်အတွက်ထိုးရမယ့်ကဏ္ဍအနှစ်ချုပ်လေးပေါ့နော်အဲ့ဒါလေးကျွန်တော်တင်ခဲ့တင်ပေးခဲ့ပြီဖြစ်ပါလေအဲ့ဒီတည်းမှာကျွန်တော်တချို့ကဏ္ဍနေရာကျွန်တော် site မပြရသေးတဲ့ဟာလေးပါနော်အကြတော့အဲ့ထဲမှာ site မပြရသေးတဲ့ကဏ္ဍလေးတစ်ခုကိုကျွန်တော်ဒီမှာရှင်းပြပေးမယ်နော် ဟိုထိုးရမဲ့ကဏ္ဍတော့ကျွန်တော်ကဏ္ဍတော့ထည့်ပြီးလိုက်အခု site ကမပြနေဘူးအခု site ကိုကျွန်တော်နောက်မှပြအောင်နော်ကဲ IP စင်လေးကျွန်တော်လည်းဒီတစ်ချက်လိုက်ပြီးတော့လေ့လာကြည့်ကြည့်ပါနော်သူဖြစ်စင်ရပါဘူးဆိုလိုတာတော့ဒီကျွန်တော်ကဒီဟိုပါပေါ့အခုအဲ့ကဏ္ဍလေးကကျွန်တော်ထည့်ပြရတာဟိုကြူပြီးထိုးတာပေါ့နော်စီဆယ်ချိန်မှာကြူပြီးတော့ထွက်ရအောင်အဲ့ကောင်ထွက်ပြီးမှကျွန်တော်၁၄ချိန်မှာအလုံးလုံးအဲ့အဲ့လိုမျိုးလေးပေါ့နော် ဟုတ်ပြီသူရဲ့ဖြစ်စဉ်ကတော့ဒီ90ခွန်မှာတော့90ခွန်ခုနှစ်မှာဒီကနားမပြနှစ်3ခွန်နှစ်3ခွန်တက်နော်နှစ်3ခွန်တက်ရနော်ဒီ90ခွန်မှာစပြီးထွက်တယ်90ခွန်မှာနှစ်3ခွန်တက်ထွက်တယ်အဲ့ကောင်တခါ9နှစ်ကျော်လိုက်ဒီနှစ်3 5ခုန်ချေကိုကိုနေကြတော့ဒီဘက်နဲ့ကိုရောက်နော်ဒီဘက်နဲ့ရောက်အဲ့ဒီနှစ်ကဘယ်နှစ်လဲ79ခုန်ပါ အဲ့ဒီချစ်ဆက်ခွန်ပါလဲအဲ့ဒီနှစ်သုံးခွန်တဲ့ဟာတက်ကြည့်တူထွက်တယ်နော်နှစ်သုံးခွန်တဲ့ပဲအဲ့ဒါပဲနှစ်တော့ဒီနှစ်သုံးခွန်ကချစ်ဆက်ခွန်နော်ပရမပူလိုက်တဲ့ခွန်ခုနဆက်ခွန်ဟုတ်ဘူးလားဒီခုနဆက်ခွန်ပူလိုက်ဟုတ်ပြီအဲ့တော့ဒီနှစ်သုံးခွန်ခုနဆက်ခွန်ကနေချစ်ဆက်ခွန်ပို့ဖို့အတွက် မပို့ခင်ဒီနှစ်သုံးခုရဲ့ဘေးကနေဘေးကနေ1 2 3 4ပြင်နော်ဒီပြင်တက်လာဒီ8 3လေးဆိုတဲ့ကဏ္ဍရှိတယ်အဲ့ဒီ8 3လေးဆိုတဲ့ကဏ္ဍဟာတဲ့ဒီ8သက်ခွန်မှာဒီနှစ်သုံးခွန်ကြောက်ဖို့အတွက်သူ့ရဲ့ရှေ့တနေ8သက်ခွန်ဆိုတော့86ခုနေပေါ့နော်86ခုနေမှာနော်86ခုနေအဆက်၄ချိန်မှာ86ခုနေ24ချိန်မှာအဲ့ဒီ3လေးချက်ကိုအရင်သူချပြီးလေနော်ချပြီးလိုက်တယ် ဆပေးပြီးလဲတော့မှသောနာ2 3ခုံကဒီဘက်ကိုလာမှာနော်သူရဲ့ဇောင်းလို့ပြောလို့မရအောင်နော်ဒီ3 4ချစ်က24ချိန်ကိုသူချပြီးတာဒါ2 3ခုံကဒီအောက်မှာလာပြီးကတ်ပြီးထွက်နေလို့သူကဇောင်းထိုးတယ်လို့ထင်ရအောင်နော်ဒီ3 4ချစ်က24ချိန်မှာထွက်တယ်လို့ပဲငယ်ချင်းတို့မှတ်ယူထားလိုက်နော်ပြီးမှဒီ2 3ခုံဖြစ်စဉ်ကိုပြန်ပြောမယ်နော်ဟုတ်ပြီကျတော့အဲ့ဒီ2 3ခုံရဲ့ဘေးမှာအောက်အောက်ကနေပေါ့နော်1 2 3 4ဒီခွန်3 1အဲ့ကနေပတ်လေလေးတခု ဟုတ်ပြီနော်တခါအဲ့လိုပဲဒီနှစ်300ရဲ့အောက်ကနေ1234မီတာလာဟဲ့၄မီဆင်းလာဟဲ့သောင်းတော့လို့ပဲနော်နှစ်300 300အဲ့လိုလေးပြန်ညီနေတယ်နော်နှစ်300 300ခုပတ်တယ်နှစ်300ခုတက်300ခုပတ်တယ်နော်ဟုတ်ပြီနောက်တစ်ခုမှတ်ထားမှာကဒီနှစ်300ရဲ့အထက်3မီကျော်နှစ်300ကို3မီချလာရင်၄ခု3ညပတ်လည်းရှိတယ်နော် နောက်ဒီ2 3 9ရဲ့အထက်3ပင်ချားလိုက်3ပင်ချားလိုက်တော့3 3ညပတ်လေးရှိတယ်နော်သူကတပွင့်ဒိုးပွင့်ရော်လေးနော်တကူက3 3ညလေးတကူက3 3ည3နော်ဒီ2 3 9ရဲ့အထက်မှာ3 3ညလေးနော်3ပင်ချား3 3ညလေးပတ်လေဒီ2 3 9ရဲ့အထက်3ပင်ချားမှာ3 3ည်ပတ်လေအဲ့လိုရှိခဲ့တယ်နော်ဒါ2 3 9နှစ်ခုကျွန်တော်ချိန်ပြလိုက်တာနော်ဒါ89ဒါ နှစ်ဆက်ခံဒါကျွန်တော်ဟောပေါ့နှစ်ကစီလေးကျွန်တော်ရှင်းပြပေးခြင်းဖြစ်ပါနော်နှစ်ကစီအဘုံတော်ဒါမှအဲ့ဒီနှစ်သုံးခွန်ကဒီ89နဲ့89နဲ့မှာထွက်ပြီးတော့အဲ့ဒီနှစ်သုံးခွန်ကပျောက်သွားပြီးတော့ဗမာပြန်ပေါ်တော့ဆိုတော့2015မှာပြန်ပေါ်လာ2015မှာပြန်ပေါ်လာအဲ့လိုလူကျွန်တော်တို့ကဒီကောင်ကိုတစုံဖြစ်အောင်ပေါ့ဗျာနော်နှစ်ကစီဖြစ်အောင် ဒီ2015ခုဆောနာသူက90ခုကနေ80ခုကိုပို့သလို2015နဲ့25ကိုကျွန်တော်တို့ပို့မယ်เนาะအဲ့ဒီလိုပို့ဖို့အတွက်သူ့ရဲ့ရှေ့ခုနှစ်ကိုကျွန်တော်တို့ပြန်သွားအောင်เนาะရှေ့ရဲ့ဒီနှစ်သုံးခုပါလို့ထွက်တယ်ဆိုတော့ဖြစ်စဉ်ကိုကျွန်တော်ပြန်လာရအောင်เนาะဟိုဘက်နှစ်ခုကတော့တိသွားပြီเนาะအခုဒီ2015 2015မှာဒီနှစ်သုံးခုပါလို့ကြာတယ်ဆိုတော့ဖြစ်စဉ်ပေါ့เนาะဟုတ်ပြီအဲ့လို အဲ့ဖြစ်စဉ်ကိုတည်ဖို့လဲကျွန်တော်တို့ရှေ့ကို9နှစ်သွားနော်ဒီ2015နဲ့ရှေ့ကို9နှစ်ဆိုတော့1 2 3 4 5 6 7နှစ်ကိုရောက်အဲ့ဒီ7နှစ်နဲ့မှာဘယ်လိုဖြစ်တုန်းဆို85အတွဲလို့စကြ85အတွဲလို့ကြာတယ်ကြံတော့ကနန်းနဲ့အပေါ်ကနန်းနဲ့ပေါင်း6လို့ဖြစ်နော်85အတွဲစကြတယ်ဒီကြံတော့ကနန်းနဲ့အပေါ်ကနန်းနဲ့ပေါင်း6လို့တမ်းတယ်သူ့ရဲ့တောင်းမှာ9000အတွဲရှိတယ်သူ့ရဲ့တပင်ကျော်မှာ ချစ်ဆက်နှစ်အတွဲရှိတယ်အဲချစ်ဆက်နှစ်ကိုနတ်ခတ်နှစ်ပေါ့ဂျားထဲမှာတစ်တလုံးရှိတယ်အဲ့ဒီတစ်တလုံးကိုသူကအညီပုံနဲ့ပေါက်တယ်နော်ချစ်ဆက်ငါအတွဲရှိတယ်နော်ရှင်းသွင်းတဲ့နယ်မှာ85အတွဲကြံတဲ့ကဏ္ဍကိုပေါ်အောင်ကောင်းတဲ့အတွဲ6လူဖြစ်ပြီးရတော့မှာခွန်သုံးညာအတွဲခွန်သုံးညာအတွဲကိုတပင်ကျော်ရင်ချစ်ဆက်နှစ်အတွဲရှိမယ်နတ်ခတ်ပါမယ်ဂျားထဲမှာတစ်တလုံးကိုညီပုံနဲ့ပေါက်မယ်ပြီးရတော့မှာခွန်ထိတ်နဲ့အပူပေါ့ ပြီးရင်ခွန်ပရိတ်ထွက်အဲ့ဒီခွန်ပရိတ်ရဲ့ခွန်ထိတ်အပူခွခွန်ပရိတ်ရဲ့အောက်မှာနိနိခွန်၃ည၃ခွန်အတန်းလိုက်ဖြစ်နော်နိနိခွန်၃ည၃ခွန်အတန်းလိုက်ဖြစ်ဖြစ်ပြီးတော့မှအဲ့ဒီ၃ည၃ခွန်ဆိုတဲ့ကဏ္ဍဟာတဲ့ထိတ်သီးနှလုံး30လို့ဖြစ်တဲ့အချိန်ဆက်နှစ်ပရိတ်ခံပြီးတော့မှအဲ့ဒီကဏ္ဍပြန်ထွက်တယ်ဒီ၃ည၃ခွန်ပြန်လာတော့နော်ထိတ်သီးနှလုံး30လို့ဖြစ်ပြီးဆက်နှစ်ပရိတ်ဆက်နှစ်ပရိတ်ခံပြီးတော့မှ သူ့ရဲ့အောက်ကိုပြန်ကြရတယ်။အဲ့ဒီ7ပြိတ်ရဲ့အပေါ်ကနေနော်7ပြိတ်အပေါ်ကနေ1 2 3 4 5အဲ့ကိုတွေ့သွားတော့မှနော်ဟုတ်ဒီ7ပြည့်ရဲ့အပေါ်ကနေ1 2 3 4 5ပြင်တက်သွားတော့မှအဲ့ဒီ1 3ခွန်တဲရလာပြီးတော့ကြာလာတယ်နော်ခုနဒီဖြစ်စဉ်တွေရဲ့အပေါ်မှာဒီတက်ခွန်ရဲ့အပေါ်ကနေ1 2 3 4 5နော်အစောလာကျွန်တော်တို့ဟို40ခွန်30ပို့လာတာရှိရင်နော် ဒီနှစ်3ခုရဲ့3ပွင့်ကြမှာ490ပို့ထားတယ်ဟုတ်ပြီနော်ဒီနှစ်3ခုရဲ့အထက်မှာ390ပို့ထားတယ်ဒီကောင်နဲ့ဒီကောင်နဲ့အကွာဝေးတူသူရဲ့နှစ်ခွက်ကျော်မှာတွေ့တယ်490ပြန်ပို့ထားတယ်နော်သူရဲ့နှစ်ခွက်ကျော်မှာ490ပို့ထားတယ်ဟောလာလို့ပဲတဲ့ဒီနှစ်3ခုကို2025ကိုပို့ဖို့အတွက် ပို့ဖို့အတွက်သူ့ရဲ့ဘေးကနေတစ်ပင်နှစ်ပင်သုံးပင်လေးပင်တက်လာပြီ9000ညာနှစ်9000ညာနှစ်ကားတဲ့ဒီနှစ်3025ကိုမပို့ခင်သူ့ရဲ့ရှေ့နှစ်2024နော်2024 2024 24ဒီမှာသူကြိုပြီးပို့တယ်เนาะပြီးတော့မှဒီဘက်ကို2300ခွန်လာဟုတ်ပြီအဲ့လိုပဲဒီ2025မှာ2300ခွန်ပဲအချိန်မှာလာပါတယ်ကျွန်တော်တစ်ချက်ကြည့်အောင်เนาะ အဲ့ကောင်လာဖို့အတွက်သူ့ရဲ့ရှေ့ခုနှစ်နှစ်ကိုသွားလိုက်အောင်နော်ခုနှစ်နှစ်ကိုသွားတင်းနှစ်သုံးလေးငါးသောခုနှစ်နှစ်ဆိုဒီရှေ့ဆုံးနှစ်နှစ်ရောက်တော့ဖောနာလိုပဲဒီမှာ85အတွက်85အတွက်ကျန်တဲ့ကဏ္ဍနဲ့နော်85အတွက်ဒီကျန်တဲ့ကဏ္ဍနဲ့အပေါ်အကောင်နဲ့ဘောင်းရှောက်လို့ဖြစ်သူ့ရဲ့တော့မှာဟိုငါခုအတွက်တပင်ကြော်လိုက်80နှစ်အတွက်နှက်ခန့်နဲ့နော်80နှစ်အတွက်နှက်ခန့်နဲ့ ရှားထဲမှာပါရှိတစ်တလုံးကို34အညီကုန်နဲ့ပေါ့ဗျာတစ်တလုံးကို34အတွင်းနဲ့ပေါ့သူရတောင်းဆက်သွားလာရင်ခွန်ထိတ်ဘူးကဘေးမှာဆက်ခွန်ပြိပြီးရင်နိနေခွန်3ည3ခွန်အတွဲလိုက်ဖြစ်နော်နိနေခွန်3ည3ခွန်အတွဲလိုက်ဖြစ်သူရအောက်မှာတိတ်စီနှလုံး30လို့ဖြစ်တဲ့အချိန်မထိတ်ရင်းလုံး30လို့ဖြစ် တစားလို့ဖြစ်ပြန်တယ်ဒီမှာ၁၂ပြိတ်၁၂ပြိတ်ရအောင်မလို့၃၃ခုပြန်ကြနော်ပြန်ကြပြီးတော့မှဒီ၁၂ပြိတ်ရအပေါ်ကနေ၁၂၃၄၅ဒီနေရာမှာ၁၃ခုထည့်နော်၁၃ခုထည့်ဆိုလာလို့ပဲဒီ၁၃ခုတည်းရနှစ်ပင်ကျော်မှာ၄ခုတုံးနဲ့ထောက်တယ်လို့ဒီမှာလာမဲ့၁၃ခုရနှစ်ပင်ကျော်မှာခုတုံးညာ၃ထောက်တယ်နော်ဒီ ီ303ခွန်လေးဒီ303ခွန်လေးသွားမရောနဲ့အဲ့ကောင်ကပါပြီလို့ဆိုအဲ့ကောင်ကနှစ်နှစ်ခွန်303ခွန်နှစ်ခါနော်ညာလည်းအလိုပဲနှစ်နှစ်ခွန်303ခွန်နှစ်ခါသွားကြတော့ဒီနှစ်3ခွန်ထွက်ဖို့အတွက်သူရနှစ်ပင်ကျော်မှာလေးခွန်300ထောက်ပေးတယ်နော်ဒီနှစ်3ခွန်ထွက်ဖို့သူရနှစ်ပင်ကျော်မှာခွန်303ထောက်ပေးတယ်အဲ့ဒီဒီလေးခွန်300ရဲ့ဒီ ခွန်တုံညာတုံးဘရကောင်တုံးဟောနကနဦးတည်ခဲ့တဲ့ကောင်နော်သူ3ခွန်3မင်ကြား4ခွန်30ဟောတကနှစ်3ခွန်3မင်ကြားခွန်30နော်ဟုတ်ပြီနော်အဲကြတော့ဒီနှစ်နှစ်3ခွန်အကွာဝေးကိုကျွန်တော်ပြန်ထွက်ပြမယ်နော်နှစ်3ခွန်အလှေကတဲ့စင်းလိုက်အကိုက်နှစ်3ခွန်1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20ကိုကိုကြပြီးတော့နှစ်သုံးခုเนาะ အပေါ်ပြန်တတ်ကြည့်1 2 3 4 5 6 7 9နော်ကဲ့နောက်ဒီအပေါ်မှာနှုတ်မှန်ကြမှာ6 9ဒီကောင်ရဲ့ဘောတော့မှန်ကြမှာခွန်တုံးအဲ့ကောင်ကြီးကဘယ်မှာထောက်ထားတော့ဒီနှစ်သုံးခွန်ရဲ့နှစ်ပင်ကြမှာလေးခွန်တုံးညနော်ဒီကောင်ရဲ့နှစ်ပင်ကြမှာခွန်တုံးညတော့အဲ့ကွာဝင်းတစ်ခုကိုကျွန်တော်ပြန်တွဲပြမယ်နော် တော့နောက်လို့ဒီကောင်းရဲ့အောက်ကနေလှိကြတဲ့ဆန်တော့1 2 3 4 5 6ဟုတ်ရှိကိုပြလာဒီနေရာပဲเนาะပြန်ပြရမယ်เนาะသူရဲ့ဘဝကနေ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90ဟုတ်ပြီကဲဟုတ်ပြီအများဒီမှာ1 3ခွန်ကဒီမှာ6ခွန်3နဲ့ထောက်တာမှန်တယ်ဒီ1 3ခွန်ကလည်းခွန်3ညာ3ထောက်တာမှန်တယ် ဟုတ်ပြီသူရဲ့ပုံမှန်ဖြစ်ရိုးဖြစ်တဲ့အတိုင်းဒီ2 3ခုသုံးမှကြမှာပါရှိတယ်ဟုတ်ကြည့်ရအောင်2 3ခုတစ်ပင်2ပင်သုံးပင်ကြာသူရဲ့အထက်ကိုတက်လာရင်ဟုတ်လားဟိုတော့ညာလေးပဲရှိရဲ့အဲ့ပုံစံတိုင်းဆိုရင်ကဲဒီ2 3ခုဒီသုံးပင်တက်လာဒီညမှာခု30ပဲရှိရတော့မယ်လေဟုတ်တယ်တော့တကယ်ချင်းခု30ပဲရှိရဲ့ ကြည့်ရအောင်ရှေ့ရဖြစ်တဲ့အတိုင်းဖြစ်သွားပြီဒီတော့ကိုသုံးမင်ချာခွန်သုံးညာလေးဒီတော့ကိုသုံးမင်ချာခွန်သုံးညာတော့အဲ့ဒီကနန်းနေရဒီနှစ်သုံးခွန်ရဲ့ဒီနှစ်ပင်တို့မှာအရင်ဒီမှာလာထောက်လိုက်တယ်နော်ဟုတ်ပြီနှစ်သုံးခွန်ရဲ့ဒီနေရာမှာခွန်သုံးညာသုံးထောက်လိုက်ထောက်ပြီးတော့မှသူ့ဖြစ်ရိုးဖြစ်တဲ့အတိုင်းနှစ်သုံးခွန်ထပ်ကိုသုံးမင်ချာတစ်ပင်နှစ်ပင်သုံးပင်ချာ အုံမကြလိုက်တော့ပယ်နေအောင်ရောက်တော့ဒီကိုရောက်တော့ဖွင့်တော့ညလေးဒီပြန်နေမတော့ဒါဒီမှာဖွင့်တော့ညတော့နော်ဟုတ်ဒီနှစ်သုံးခုနဲ့ဒီလေးခုသုံးညနဲ့အဲ့လေးခုသုံးညတပင်ကမှာလေးထိတ်ထောက်တယ်နော်လေးထိတ်ထောက်တယ်နောက်ဒီနှစ်သုံးခုသုံးပင်ကြာခုသုံးညတော့တပင်ကမှာသုံးထိတ်ထောက်တယ်အဲ့ပုံစံတိုင်းမှာဆိုရင်နှစ်သုံးခု တုံးမင်ကြားဘာထောက်လဲဟွန်းသုံးညာလေးလို့တပိတော့မှာလေးထိတ်ထောက်တယ်ဟုတ်ပြီဒီမှာလည်းအလိုပဲနှစ်သုံးခုတုံးမင်ကြားဒီမှာခွန်30ထွက်ဖို့အတွက်တပိတော့မှာတုံးထိတ်ထောက်တယ်နော်ခွန်ထိတ်နေပဲကျွန်တော်ထည့်ပြီးတာခွန်30ခွန်30ညာ30ခွန်ထိတ်နေပါလို့ထည့်ပြီးတာလို့ဒီခွန်30ညာလေးထွက်တဲ့ပုံတန်းနှစ်သုံးခွန်နော်တုံးမင်ကြားလိုက်ဟင်နော်ခွန်30ညာလေးထွက်တဲ့ပုံခွန်ထိတ် သုံးပင်ကျော်မှာ6ထိပ်သုံးပင်ကျော်မှာ9ထိပ်နော်9ထိပ်သုံးပင်ကျော်6ထိပ်သုံးပင်ကျော်9ထိပ်ဟွန်6ခွန်လို့တန်းဒီ9ထိပ်ရဲ့အောက်မှာ break ခွန်နော်ပြီးတော့မှာ6ထိပ်အဲ6ထိပ်ကိုတပင်ကျော်ဟန်အဲ6ထိပ်ပြီးတော့မှာသုံးပင်ကျော်မှာ9ထိပ်အပေါ်မှာ7 break နော်ခွန်6ခွန်ဒီပထမဆုံးခွန်တည်းရဲ့အောက်မှာခွန်ပရိတ်ရှိတယ်နောက်ဆုံးခွန်ရဲ့အပေါ်မှာနှစ်ပရိတ်ရှိတယ် အဲ့ပုံစံတိုင်းကျွန်တော်သွားလိုက်တယ်နော်ဟုတ်ပြီဒီနေရာမှာဟွန်6ခွန်ပဲသွားမယ်နော်တပင်းတပင်းသုံးပြီခွန်6ခွန်နော်ပထမဆုံးခွန်ထည့်ရအောင်မှာခွန်ပြိတ်နော်ခွန်6ခွန်ဒီခွန်ထည့်ရအပေါ်မှာနှစ်ပြိတ်နော်ဒီနေရာမှာခွန်30ဆိုတော့ကောင်းလားနော်အဲ့ဒါပြီးမှဒီသုံးမှတ်ကျွန်မှာနှစ်သုံးခွန်တက်ဒီကိုလိုက်မယ်ဟုတ်ပြီနော် ဒါလည်းမဒီကြားထဲမှာအလုံးလုံးမဲ့ဟာကြီးရဒါတွေကတော့ကျွန်တော်မပြမပြတော့ဘူးเนาะဒါဟောပေါ့ဒီနှစ်သုံးခွန်လာဖို့အတွက်ဒီနေရာမှာခွန်သုံးညာသုံးပတ်လေကျူပြီးထိုးရတယ်ပေါ့เนาะဒါပေမဲ့ခွန်ထိုင်းနေပဲထိုးတယ်ခွန်သုံးညာသုံးခွန်သုံးတယ်ဟုတ်ပြီလားငယ်ချင်းအကြတော့ငယ်ချင်းနေဖြစ်စဉ်ကိုပြန်ပြီးရှင်းလိုက်ပြီးသွားပြီเนาะဒါလေးပဲเนาะနှစ်သုံးခွန်သုံးတက်နှစ်သုံးခွန်သုံးတက်ပြီးရဒီ ဒီ၄ပင်၄ပင်ဘေးကကဏ္ဍဟာဒီဘက်နှစ်သုံးခုရဲ့ဘေး24တိမှာထွက်လာတယ်နော်ပြီးရင်နှစ်သုံးခု၄ခု20နှစ်သုံးခုခု30အဲ့ပုံမှာလာမယ်နော်ဒီနှစ်သုံးခုနဲ့ဒီ33ခုနဲ့အပင်ကိုက်ပဲနော်ဘာလို့လဲဆိုဒီဒီကောင်ရဲ့အပေါ်မှာဆက်နေပြည့်ဆက်နေပြည့်အပေါ်ကနေ1 2 3 4 5အဲ့လိုသွားဟုတ်ပြီနော်အဲ့ကနေ5ပင်ဆင်းလိုက်တော့ဒီကိုရောက် ဒီရောက်တော့အဲ့လိုပဲဒီမှာ390เนาะတော့တို့30ခန်း72 break 72 break ပေါ်ကနေ1 2 3 4 5ဟုတ်ပြီเนาะပြီးရင်ဒီ1 3ခွန်ရဲ့အထက်3မင်ကြားလိုက်လို့ရှင်เนาะ၄ခွန်3ညเนาะ၄ခွန်3ညရှိရဲ့ပြီးရင်ဒီကောင်ကို3မင်ကြားရင်ခွန်30ရှိပြီဒီ1 3ခွန်ရဲ့2ပင်ကျော်မှာ၄ခွန်3ညပြန်ထောက်မှာဒီ1 3ခွန်ရဲ့2ပင်မှာခွန်3ညတော့ပြန်ထောက်မှာ နော်ပြီးရင်ခွန်6ခွန်လို့တမ်းမယ်ပထမဆုံးခွန်ရဲ့အောက်မှာခွန်ပရိတ်ရှိမယ်အောက်ဆုံးခွန်ထည့်ရဲ့ပုံမှာနှစ်ပရိတ်ရှိဒီမှာလည်းအဲ့လိုပဲနော်ခွန်3မင်းကျော်6မင်းကျော်ခွန်အောက်ဆုံးခွန်ရဲ့ပုံမှာနှစ်ပရိတ်ရှိမယ်အပေါ်ဆုံးခွန်ရဲ့အောက်မှာဆက်ခွန်ပရိတ်ရှိမယ်အားရမို့ဒီညမှာကျွန်တော်ကခွန်30ခွန်30တုံးတူပြီးကျွန်တော်အဲ့နှစ်ကွက်ထည့်ပြရတယ် ဟုတ်ကဲ့နော်ဒီဒါဆိုကျွန်တော်တို့ဒီနှစ်3ခုအတွက်ကျွန်တော်တို့ကြိုပြီးတော့ဒီခွန်တော်ညာတော့ဒီနှစ်3ခုမလာတဲ့ဒီမှာခွန်တော်ညာတော့ထွက်တော့မိတ်ဆွေတို့အကျိုးရှိတာပါဗျာနော်ဒီကတော့ဒီနှစ်3ခုလေးကိုကျွန်တော်တို့ခန်းကျင်တာဟုတ်တယ်နော်နှစ်3ခုနှစ်3ခုနှစ်3ခုက3ကပ်ပဲရှိရအခုဒီ2025မှာထွက်မှာအားလုံး4ကပ်ဖြစ် ပြမိတ်ဆွေတကယ်ကြီးများအားလုံးပဲကံကောင်းကြပါစေ။